Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စိတ်စိတ်မွေ့မွေ့လေးနဲ့ထမင်းစားလို့အရန်မြိန်မယ်ငါပြောဘူးတုတ်အညာတုတ်ကလေးတုတ်မယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်မယ်ငါချောင်းငါပိကျက်ဆက်ဆက်ကလေးချက်ပြီးတော့စားမှာပဲဖြစ်ပါတယ်မင်းငါပြောဘူးတုတ်ကကြစိတ်စိတ်မွေ့မွေ့လေးပေါ့နော် ရင်ဆုံးတာငါပြောဘူးတုတ်ဖို့အတွက်စီချက်ချက်လိုက်တာပေါ့နော်စီချက်ကိုချက်သွန်ဒီပပါတိထားလေးကိုစနုံးမုံနဲ့အတူစီချက်ချက်တယ်ပြီးရင်အခုလိုမျိုးစီချက်ကလေးကိုဆက်ထားပေးလိုက်မယ်ငါပြောဘူးကတော့ဒါတစစ်ဝယ်လာတာဟိုပေါ့နော်အပေါ်အားအခွန်လေးတွေကိုတော့တစစ်ကနည်းနည်းခွာပေးလိုက်တယ်ပေါ့နော်နူးတဲ့အပိုင်းလေးတွေကိုယူပြီးတော့ကြတော့တုတ်ပါမယ် ုတ်တဲ့နေရာမှာတော့အခုလိုမျိုးကျစစ်ကတချမ်းလေးချမ်းပြီးတော့ကြာတော့တုံမယ်တခါတဲ့အလဲဦးတိုင်းထုတ်ရင်လည်းရတယ်ပေါ့နော်ကျစစ်ကတော့ဒီမှာအောက်ကနေရာလေးတွေကိုတော့ဒီတိုင်းအနုနေရာလေးတွေကိုဒီတိုင်းပြီးတယ်ပြီးကန်ကြမှာကျစစ်တို့အခုလိုမျိုးပေါ့နော်အလဲဦးတိုင်းလေးထုတ်ပြီးတော့ကြာတော့ခပ်ပါပါလေးတွေလှီပေးထားလိုက်ပါတယ်ဒီပီးရာနဲ့တခါတည်းကျော်စစ်တို့ငပြောကူကိုအခုလိုမျိုးရေထဲမှာစားရဲတံမြာသေးရဲညှစ်ထားလေးကိုပေါ့နော်ထည့်ပြီးတော့ကြတော့စိန်ထားပေးလိုက်ပါမယ်။ ကျွန်တော်တို့စိန်တဲ့နေရာမှာတော့15မိနစ်လောက်ပေါ့နော်တေချာလေးစိန်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ရေစစ်ပြီးတော့ကြာတော့ပေါ့နော်တရေနှစ်ရေလောက်ထပ်ပြီးတော့ကြာတော့ဆေးပေးလိုက်မယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်တို့ဒီမှာတန့်စင်ပြီးသားငပြောဘူးကိုပေါ့နော်အခုလိုမျိုးရေပြောင်းညှစ်ပြီးတော့ကြာတော့တုပ်ဖို့အတွက်ပြင်ဆင်ပါမယ်ကဲအခုလိုမျိုးရေပြောင်းညစ်ထားတဲ့ငပြောဘူးကိုစပြီးတော့ကြာတော့တုပ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ဒီမှာစက်သွန်နီပပလီထားလေးရဲ့ရှောက်ရွက်ကလေးရဲ့ထည့်မယ်ပေါ့နော်ပြီးရင်တော့မြေပဲဆန်ထောင်းထားလေးထည့်ပေးပါမယ် ပဇွန်ချောင်းမုံထည့်ပေးပါမယ်။ပြီးရင်စားပဲမုံအကြက်မုံပေါ့နော်အနေငယ်ထည့်ပေးပါမယ်။စီကြက်ထည့်ပေးပါမယ်။စီကြက်ကတော့ကျော်စကာမှုမှုလေးနဲ့ပေါ့နော်များများလေးစားကျင်လို့စီကြက်များများလေးထည့်တဲ့အဖက်များများလေးထည့်လိုက်တာပေါ့နော်။ကဲပြီးရင်တော့ကျော်စတို့ချင်းချင်းလေးပေါ့နော်အရသာလေးပိုးပြီးစားကအောင်တံမြာသီးလေးပါအနေငယ်ညှစ်ပေးလိုက်မယ်။ အားလုံးနှံ့သွားအောင်နှဲပေးလိုက်မယ်ပေါ့နော်ဒီသုံးနည်းလေးကတော့လွယ်ကူရိုးရှင်းတယ်ရှောက်ရက်ကလေးထက်တုတ်တာကတော့ကျွန်တော်တို့ငပြောဘူးကကြာတော့လေချုပ်တက်တော့လေဒီရှောက်ရက်ကလေးကတော့ဖြေးစားအနေနဲ့ပေါ့နော်ကျွန်တော်တို့ထည့်ပြီးတော့ကြာတော့တွဲတုတ်လိုက်လို့ရှင်ပို့ပြီးတော့ကြာတော့အရသာရှိရယ်ပေါ့နော်စားလို့လည်းကောင်းတယ်ပြီးရင်ကျွန်တော်တို့ကျမကြီးအတွက်လည်းကောင်းပါတယ်ကဲဒါကတော့ငပြောဘူးတုတ်ကလေးရပါပြီပြီးရင်တော့ကျွန်တော်တို့ဒီမှာစက်သွန်အဖြူနီကိုစီတက်ထားတဲ့ထဲကိုပေါ့နော်အခုလိုမျိုးခန်းကျင်သီးကြိုက်ထားလေးရယ်ပြီးရင်ငပြည့်ရယ်ထည့်မယ် ဒါကတော့ကျွန်တော်တို့ငချောင်းငပိချက်ကလေးချက်မှာပေါ့နော်ငပိကြည်ပြီးတော့ကြတော့ခန်းကျင်သည်စီပေါက်လာသည်အထိကိုလုံးမယ်အယောင်တင်မုံအနုမုံလေးထည့်ပေးပါမယ်ကဲအခုလိုမျိုးငပိကြည်ပြီးတော့ခန်းကျင်သည် EBC ပေါက်လာရင်ဤထားရောက်ပြီဆိုလို့ရှိရင်တော့ငရုတ်တီအချမ်းဘက်ကလေးထည့်ပေးပါမယ် ရုပ်သီးနှံလေးတွေမွေးလာသည်ဒီကျစစ်တို့လုံးပေးလိုက်မယ်ပေါ့နော်ကဲအခုလိုမျိုးရုပ်သီးနှံလေးမွေးလာရင်နေထိုင်ရောက်ပြီဆိုလို့ရှိရင်တော့ငချောက်ကိုထည့်ပေးမယ်ငချောက်ကတော့ကျစစ်ကတာငရောင်ချောက်အချိုချောက်ကိုတုံးထားတာပေါ့နော်ကိုတုံးတဲ့ငချောက်ပေါ်မှာမူတည်ပြီးတော့ကြာတော့ငပိအချိုစားကိုတော့ချိန်ပြီးထည့်လို့ရပါတယ်ဒီငချောင်းနဲ့ပြီးသွားရင်ကျွန်တော်တို့ဒီအနစ်နဲ့ပေါ့နော်အားလုံးနဲ့သွားအောင်တရားလေးလုံးပေးလိုက်မယ်။စီပေါက်လာတီတီလုံးပေးပြီးသွားရင်တော့ကျွန်တော်တို့ငချောက်ချက်သွားအောင်ပေါ့နော်ရင်းနှီးလေးထည့်လိုက်မယ်။ နောက်ဆုံးစီပေါက်လာပြီးတော့ကိုလိုချင်တဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နာနာမင်းလေးအုပ်ပေးလိုက်မယ်ပေါ့နော်။ကဲအခုဆိုလို့ရှိရင်တော့ဒါငချောင်းငပိချက်ကလေးလည်းရပါပြီ။ငချောင်းငပိချက်ချက်ထားရပေါ့နော်။ငချောင်းငပိချက်ဒါတော့ငရောင်ချောက်အချိုချောက်နဲ့ချက်တာပေါ့နော်။ငပိချက်ချက်လို့ရှိရင်တော့ကျွန်တော်တို့ငချောက်ကတော့ဒီလိုအချိုချောက်ကိုသုံးဝင်ပို့ပြီးတော့ကြတော့အဆင်ပြေ။ပျော်ဘူးကိုတုတ်ထားတာပေါ့နော်။ဒီမှာစီချက်မှွေမှွေလေးရယ်၊မြေဘဲဆန်လေးရယ်၊ရှောက်ရွက်ကလေးရယ်။အဲ့တော့ဟင်းကားကတော့အလွယ်တကူပဲနာနာမင်းဟင်းကားလေးလုပ်လိုက်တာပေါ့နော်။ อะลงไปซาจาบาวคำเนี้ยฟองเหนียวไปมาเปรี้ยวดอกมาเปรี้ยวดอกก็จะเส้นๆมวนๆเลยก่อนเนาะ lưu lê đuôi xa ai không mà cha già là cô củ cha của con một nó không bạn luôn mua bây giờ liều thế nhìn thì lên nhau sẽ anh ra, ra công này Hmm. Ừ. တုံးနည်းအများကြီးရပါတော့။ဒါကြောင့်ဆက်ပြင်မှာတုတ်စားဖြစ်တဲ့နီလေးကိုဝင်းမြပေးရ။ရှားတုံးနည်းနဲ့လည်းတုတ်လို့ရပါတယ်။တုံးနည်းအများကြီးရ။မြေရောင်တောက်ကလေလုံးဝမငန်း။တားလည်းများ။อืม

အဲစားလို့လည်းအရင်ကောင်းတယ်ဒီနေ့ကတော့အိမ်မှာငါ6ပေါ့နော်အထောင်းငါပြီးချက်ကလေးချက်တယ်ငါရောင်ကြောက်ကိုပြီးသားလို့ရှင်ငါပြောဘူးတုတ်ခလေးနဲ့တွဲစားပြသွားရပဲဖြစ်ပါရဲ့အဲ့တော့အခုကျော်စက်ဆက်ပြီးတော့ကြတော့စားလိုက်အောင်မယ်ဒါမျိုးလေးချက်ပြီးတော့ကြတော့စားကြည့်ပါငါပြောဘူးတုတ်ဆိုလို့ရှင်လည်းစိမ့်စိမ့်လေးနဲ့ပေါ့နော်ဒါမျိုးလေးတုတ်စားကြည့်အရင်ကောင်းတယ်လျှောက်ရမွမွေးလေးနဲ့ပေါ့နော်အဲ့တော့ဒီနေ့ဘလော့လေးကိုဒီမှာပဲရပ်ပြီးနောက်ဘလော့မှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ